Hello အားလုံးပဲမင်္ဂလာပါဘူဝမချန်ကနေကြိုဆိုပါရစေ။ဒိမန်နဲ့ပေါ်တူဂီတို့စီမံကစားခဲ့တဲ့ Nation League ပထမအကြော Quarter Final မှာဆိုလို့ရှိရင်ဒိမန်ကသူတို့မြေမှာကစားတဲ့ပွဲမှာ Resman Whiteland ရဲ့တကူတဲ့1-0ဆိုတဲ့ရတဲ့နဲ့ပေါ်တူဂီကို9နဲ့ဆိုတော့ပေါ်တူဂီကတော့ဒုတိယအကြော်ကျန်သေးတယ်ဆိုတော့ပေါ်တူဂီမြေမှာပြန်ကစားတဲ့အခါကျတော့ရလက်ကောင်ယူနိုင်နဲ့ပို့ပြီးတော့ပြတ်တဲ့ဂိုးနဲ့အနိုင်ယူနိုင်နဲ့ဆိုလို့ရှိရင်တော့ semi final တွေပါတယ်တက်နိုင်မှာပေါ့လေဆိုတော့ ကျွန်တော်ပေါ်တူဂီနိုင်မလားပေါ့ဒုတိယကြောက်မှာတေချာတာတခုကတော့ပေါ်တူဂီဟာတော်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 ကိုအားနေတဲ့အတင်းမှာတော်တော်ကိုအားနေတဲ့အတင်းမှာကျွန်တော်ဒီပေါ်တူဂီတင်းကိုဘယ်သူဘယ်လိုပြင်နိုင်မလဲကျွန်တော်နားမလဲတော့သိတာဘာလို့လဲဆိုတော့ဟိုရှေ့ရှေ့နီးပြတော့ကလည်းဗျာဒီတိမှာယူရိုဒီဘာတွေရခဲ့တယ်ပေါ့နော်ဒါပေမဲ့လို့နောက်ပိုင်းတွေမှာတော်တော်ကိုတိုင်ပတ်တာဒါတော့ကျွန်တော်ဒိမန်နဲ့စပြီးတော့ပြောဒိမန်ကပေါ်တူဂီကိုမိလုချင်တိုင်းလုသွားတာဒိမန်တော့ကျွန်တော်ဒီဒိမန်ဆိုတာကဘာမှသိ ဘယ်လိုပြောမလဲလက်ရှိအခြေအနေရဆိုလို့ရှိရင်မဟုတ်တော့ဘူးဗျာဒိမက်လူစင်ကိုကျွန်တော်ကြည့်လိုက်မယ်ဆိုလို့ရှိရင်နံပါတ်10ရုံးမှာတော့မှခုချိန်ကြီး Ericsson ကိုအားကိုးနေရတော့ Damsker တို့ဘာလို့တောင်မှနေရာရဖို့ယုံကင်နေရတော့ဒါ Damsker ဆိုတာကကျွန်တော်ဒီ Premier League မှာဆိုလို့ရှိရင်ဟိုဘယ်လိုပြောမလဲ Brentford တို့တော်တော်ဟုတ်နေတဲ့တိမ်မှာပါတယ်အဲ့လိုမျိုးဆိုတော့ဟိုဒိမက်ရဲ့ဘယ်တော့ဒီ team work နဲ့ chemistry တွေပြီးလို့ရှိရင်ကျွန်တော်ဒါအခြေဆက်မိရာတွေဘာတွေကိုဘလို့မှပေါ်တူဂီမရှင်နိုင်ဘူးတိလားဘလို့မှမရှင်နိုင်ဘူးဒိမက်ကဒီပွဲမှာဆို စိတ်ကြိုက်ကိုဆော့သွားတာဗျာပြပါကိုပေါက်ကန်သူမူ23ကြိမ်ကျွန်တော်ရှိတယ်ကိုပေါက်တဲ့တာ6ကြိမ်ရှိတယ်ကိုပေါက်တဲ့တာ6ကြိမ်ရှိတယ်တကူပဲရတယ်ဒါအမင်းတော်တော်နှမျိုးဖို့ကောင်းနေပြောရမှာဒိမဘက်ကကြည့်ဘာကြောင့်လဲဆိုတော့ဒုတိယကြော့ကသူတို့မြေမှာသွားကစားမှာဘယ်လိုလောင်းမှမမသိဘူးဗျာဒိမဘက်ကကြည့်တော်တော်နှမျိုးဖို့ကောင်းနေပွဲဆိုတော့ဗောနော်အကြောင်းကြီးဒိမတ်ကိုဒိမတ်ကဘယ်လိုရမလဲတော်တော်ကိုဟုတ်သွားတာနောက်တန်းမှာဆိုလို့ရှိရင်ပဲပရီးမီးယားလိရဲ့ဗျာတာမန်ကစားမားတွေပဲရှိတာเนาะဟိုထားပါတော့ဂျူဝချင်းအန်ဒါဆန်တို့လိုဖူလန်ကစားမားတွေကျွန်တော်ရှိမယ် ဘာစတာဂက်တလူကစားမတွေကျွန်တော်ရှိမယ်ကွင်းလင်မှာလည်းဟူမန်တို့ခရစ်စတီယန်နော့ဂက်တလူကစားမတွေဆိုတော့မစိုးမစိုးဘူးဆိုတဲ့အဆင့်ပဲကျွန်တော်ရှိတာဗောနော်ဟူမန်ကတော့ရလီကောင်းတဲ့တွေမှာပါပါတယ်ပြီးလို့ရှိရင်ဗာလဲဒီလင်စထရမ်တို့ဘာလို့ဆိုတော့ကအေဗဒန်ကောင်းနေပြအဲ့ကောင်းနေတော့မစိုးဘူးဗောနော်အရစ်ဆန်ရှိမယ်ပြီးလို့ရှိရင်အိုက်ဆစ်ဆန်တို့ဘာလို့ရှိမယ်တိုက်စစ်ကရက်စမတ်တို့ဘာလို့တော့မှအရင်မှာပြောရရင်မင်းအဲ့လောက်ကြီးကြီးမဟုတ်ဘူးပြည်သားဒါပေမဲ့လို့သူတို့ team ကတော်တော်ကောင်းတယ် ူရိုတို့ဘာတို့ကိုကျွန်တော်ကြည်တော့ငါရောက်နေယူရိုတို့ဘာတို့ကိုကျွန်တော်ကြည်တော့လည်းဂျာမနီတို့ဘာတို့ကိုဒါသူတို့ဂိုးပြက်တွေရှုံပြီးတော့ထွက်လာတာသူတို့အင်္ဂလန်တို့ဘာတို့နဲ့ကစားတော့ကလည်းတော်ဒုက္ခပေးနေတဲ့နေရာမှာပါတယ်ပေါ့နော်ဆိုတော့ဒိမတ်ကတော်တော်ကိုကျွန်တော်အနေနဲ့မစိုးဘူးဗျာဒီလားသူတို့သာဒီတဲ့ပို့ပြီးတော့ quality မြင့်တဲ့လူစင်းရှိမယ်ဆိုရင်အများကြီးကောင်းနိုင်တယ်ပေါ့နော်အပူလက်ရှိကျွန်တော် ပေါ်တူဂီနဲ့စပြောရရင် ကျွန်တော်ကတော့ဗောနပေါ်တူဂီတွက်ကတော့မလွယ်ပါဘူးသိလားမလွယ်ဘူးဆိုတာကတော့အခုလာကျွန်တော်တို့ဒီလိုပြောပြီးတော့ဗာလေဒုတိယကျောအိမ်ခွေးမှာဂိုးပြက်တွေပါတိတ်သွားတော့မသိဘူးဒါပေမဲ့တေချာတာတစ်ခုကတော့ပေါ်တူဂီဟာဟိုဟိုဘယ်လိုပြောမလဲကစားတဲ့ပုံစံရနိုင်ငံကလပ်နိုင်ငံအသင်းကြီးတသင်းလိုကိုမခံစားအောင်သိလားမခံစားအောင်ဒီမှာဆိုလို့ရှိရင်တို့လူတွေကိုကျွန်တော်တို့ကြည့်လိုက်ရင်ဗျတော်တော်ကိုကောင်းတဲ့ကောင်တွေကြီးပဲတခါကြီးကြလို့ရှိရင်လူကောင်းတွေများအဲ့ပြဿနာကကြုံနေသိလား ego ပြဿနာကကြုံနေဒါပေမဲ့လို့ အခါကျရင်တို့ဒီဒါပြင်သစ်တို့အင်္ဂလန်တို့ပေါ်တူဂီတို့မြေတော်နှစ်မျိုးတာနှစ်မျိုးတာဆိုတာကဟို nation အကောင်းကြီးနေဖြစ်ပြီးတော့ဗောနော်ဒီ quality ကောင်းတဲ့ကစားမတွေများပြီးတော့ဘာလို့များ quality ကောင်းတဲ့ကစားပုံတွေကျွန်တော်မတွေ့ရသလဲဗောအခါကျရင်အဲ့ဒါတအားစဉ်းစားခက်တယ်ကျွန်တော်တို့ကတော့နီးပြတွေဘာတွေပြောကြတာနီးပြတွေဘလောက်ပြောင်းနေဦးမှာ national team မှာဗျာတိတာ national team မှာကျွန်တော်ပြောလို့ပဲဒီ project ကိစ္စဘာညာဆိုတာမရှိဘူးအာငါတို့ကတော့ဘယ်လိုဘယ်လို project ဆိုတာကနီးပြတွေနဲ့ပတ်သက်ပြီးတော့မရှိဘူး သိလားနော်မရှိဘူးဆိုတော့နီးပြားတယောက်ဒီအမှန်ကန်ပြောင်းနေပြောင်းနေဒါပဲသွားမှာအင်္ဂလန်တို့ဘာလို့လဲကျွန်တော်ကြည့်သိလားအခုသောမတ်စတူချေလက်အောင်မှာဘယ်လိုလောင်းမလဲတော့မသိဘူးပေါ့နော်သေချာတာတခုကတော့ရှီနီးပြားရဲ့လက်အောက်ဆိုလို့ချင်းပြာပြောချင်တာကလူစင်းအကောင်းကြီးနေခံရတာဒါပေမဲ့နီးပြားတိုင်းတိုင်ပတ်တာကျွန်တော်လက်ရှိကာရက်ဆောက်ဂိတ်တို့ဘာလို့မှမဟုတ်ရှီနီးပြားနေတယ်ကျွန်တော်ကြည့်အဲ့သူတို့ကိုရင်း generation တို့ဘာလို့လုံးကဆိုလို့ချင်းလဲဘာအောင်မြင်မှုမှမမယူနိုင်တာအဲ့တော့ကတော်တော်နှမျိုးကိုကောင်းတာကိုအခုပေါ်တူဂီလဲကျွန်တော်ကြည့်ရှိုးလိုက်အောင်လူစင်းကို တကယ်မင်းဖီဘာမှာစုဝယ်ထားတဲ့အတိုင်းမင်းရှိုးလိုက်အောင်ဒါပေမဲ့လို့ဘာကမစ်ထရီမှမရှိဘူးဗျာတိလားအခြေဆက်တွေလည်းမရှိဒါကောင်းတော့ကတော့ကောင်းတယ်ပြောကြတာပေါ့ဗျာဒါပေမဲ့ပြောချင်တာကဒီတကယ်တကယ်ပေါ့နော်တာမန်အသင်းနေနေရှင်ဘာမှပြောပြောစရာမရှိဘူးအေးဒါပေမဲ့သူတို့ကိုနည်းနည်းဒုက္ခပေးနိုင်နေဆိုတဲ့အသင်းနေနေရှင်မင်းတိုင်ပက်ပြီကဘာဖလားမာတော့ကလည်းကျွန်တော်ကြည့်ပါလားဗာလဲဒီမော်ရိုကိုဖြုတ်တာခံရတယ်ဗျာနော်ယူရိုမာတော့ကလည်းကျွန်တော်ကြည့်အခုလည်းပဲကျွန်တော်ကြည့် ောချင်တာကဒီချက်ဟိုဒုတိယကြော့မှလည်းဗျာကဲရလက်ကလေးကောင်းပြီးတော့ဒီပုံစံတိုင်းပဲဆိုမင်းပါထူးမှာလေအဲ့ဒါမှလည်းကျွန်တော်တို့ကမကြခင်ကစားတော့မဲ့ကျွန်တော်ဒီ World Cup အတွက်ပြင်ရစင်နေရတာဟိုလူစင်းကိုကျွန်တော်ကြည့်တော့ပြောစရာကိုမလိုတာဗျာပြည်တနာကအမှားကိုပဲဘာမှမလုပ်နိုင်တာတိုက်စစ်ဆိုလို့ရှိရင်ခရစ္စတီယာနိုရိုနယ်ဒိုပြီးလို့ရှိရင်ပက်ထရိုနက်တိုနော်ဘရူနိုဖနန်ဒက်စ်ရာဖိုင်လီယာိုဂျောင်နီပဲစပီတင်ညာဒါတိုက်စစ်မှာသုံးသွားတဲ့မင်းဟွာပဲ6ယောက်ပဲခန်စစ်မှာဆိုလို့ကြည့်ဗျာဆာလာလိုကောင်မျိုးကိုထိမ့်မြတ်သွားတဲ့နူနူမန်ဒက်စ်ဗျာ ောက်တန်းမှာဆိုလို့ Rubin DS ကြည့်မယ်ကြွာကျွန်တော်ကျွန်တော်ဂူးသမားမှာဆိုလို့ချင်း Costa ရှိမယ်ဗျာဒါအရင်မှာတချို့ကစားမားတွေကိုသူညှက်ပြီးတော့တုံးတာကနားလေပါတယ်ထားပါတော့နောက်တန်းမှာဆိုလို့ရှိရင်ဒါပါလား VA ကတော့ဘာလို့ကျွန်တော်ရှိမယ်ဒါပေမဲ့လို့ Gonzalo Ignacio တို့လိုကစားမားတွေကျွန်တော်ရှိတယ် right back မှာဆိုလို့ရှိရင်လည်း Simido တို့ပြီးလို့ရှိရင်ပေါ့ယောက်ကန်ဆယ်လို့တို့တော့မှယူသေးလာတော့မသိပါဘူးเนาะအဲ့လိုကစားမားတွေကျွန်တော်ရှိပြီးတော့ဗျာနော် Giovanni Quinta လို့လိုကောင်းလေးတွေကျွန်တော်ရှိမယ်ဘာနာတို့စီးပါလို့ဘာလို့တုံးနေတော့မေးလိုက်တော့ဗျာကျွန်တော်ပြောချင်တာဘာနာတို့စီးပါလို့ဘာလို့အခန်းကဏ္ဍပြီးသွားပြီ ။ဟောဒီဘယ်လိုပြောမလဲ။တာမန်ပါစလီတွေပေးနေတာတော့ကလို့လို့ရှိရင်ကျွန်တော်လုံးဝ prime banana လို့စီပါလို့မဟုတ်တော့ဘူး။ဥစားပေးရမယ့်ကစားမတွေကိုဥစားပေးရတော့မှာ။ပြီးလို့ရှိရင်အခုချိန်ထိ Ruby Nibes ကြီးကိုတုံးနေတော့မယ်။ Ruby Nibes ကတော့တည်တယ်မလားဒီ holding မှာမစိုးပါဘူး။ဒါမှမဟုတ်ဗျာ။ Jao Pelinya လို့ကစားမမျိုးကျွန်တော်ရှိနေတယ်။နော်ဂျောင်းပြောပါလေဂျောင်းနီးဘက်ဗီဒီညာလိုပလေယာမျိုးတွေကျွန်တော်ရှိနေတဲ့အချိန်မှာရူဘီနီးဘက်ကြီးကိုဒုတိယပိုင်းမှာတော့ထည့်နေသေးရောဟုတ်တယ်မလားနော်အန်တိုနီယိုစီးပါလို့နောက်ခံလူတွေတွေကိုကျွန်တော်ဒါအတွေ့အကြုံနဲ့လို့မတုံးတာပြဿနာမရှိဘူးဒါပေမဲ့ DS2 ဘာလို့နဲ့တစ်ချိတ်ဆက်ပြီးလို့ရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒါ PP နားသွားတဲ့အချိန်မှာခန်းစစ်ကခုနကပြောသလိုပဲဘယ်လိုပြောမလဲဒီ Rubin DS ကအသေးဖြစ်သွားပြီသူနဲ့တွဲမှာကဘယ်သူတို့ Antonio Silva လား Ignacio လားဒါတေချာထိုင်ချရမှာပဲဟုတ်တယ်မလားနော် Joao Felix တို့ကတော့လောလောဆယ်မှာဘယ်အသင်းတွားတွားရုံးကန်နေရတာဆိုတော့မတုံးတာပြဿနာမရှိဘူးဒီကူ Yuta တို့ဘာလို့ Liverpool မှာတော့ကောင်းမနေပါဘူးဒါပေမဲ့ဒီကောင်ကမဆိုးဘူးဗျာဒါပေမဲ့ပြတော့ Portugal မှာတော့ပြဿနာတက်တက်တယ်ဗောနော်ဆိုတော့ဟိုဘယ်လိုပြောမလဲ Ronaldo ကိုဥတည်ပြီးတော့ပြောနေတာတော့မဟုတ်ဘူး เนาะคริสเตียโนโรนัลโดကိုဥတည်ပြီးတော့ပြောချင်တာတော့မဟုတ်ဘူးသို့တော့ကျွန်တော်အနေနဲ့ပြဿနာကအသင်းကစားမားတွေကိုနီးပြကောအသင်းလိုက်ကိုကဘလူးမန့်ကို အချီနီကောင်းမနေဘူးတယောက်နဲ့တယောက်ပြန်တည်ရမလားเนาะမကြည်ပဲနဲ့အသင်းဖွဲ့ပြီးကစားနေရတယ်လို့ပဲသိလားပေါ်တူဂီရဲ့အဲ့အချီနီရဲ့တော်တော်ဆိုးတယ်ဆိုတော့ဟိုဒါကြောင့်ပေါ့เนาะနေရှင်ကောင်းတစ်ခုပလီယာကောင်းတွေအများကြီးပိုင်ဆန်နေရတဲ့အချိန်မှာအသင်းကောင်းကောင်းမူမင်းကစားတာမကြည့်ရဘူးဒီကောင်းကြီးကစားတာကြည့်ရရင်စိတ်ညစ်စရာကောင်းတယ်တကယ်ပြောတာ ပေါ်ဒီဂီပြည်သက်တီတို့ထားပါတော့ဗျာပေါ်ဒူဂီကတည်းကကစားမားတွေကိုအားပေးတဲ့သူတွေတို့မင်းကြည့်လိုက်ဒီကောင်ကြီးကစားတာအခုအမင်းအဲ့အဲ့ဒိမ့်မနဲ့ပွဲဆိုပူဆိုးသေးတယ်ဘလူကြီးမဲမသူကြည့်ရတာမင်းကြည်ရင်ကြည်ရင်နဲ့မင်းဒေါ်လာထွက်နေရတာဟုတ်အဲ့လိုမျိုးဘယ်တော့ကြောင့်မနော်ပေါ်ဒူဂီကတော့ဘယ်လိုပြောမလဲဒိမ့်မလှုပ်သမျှခံနေရတာဘာမှလည်းဒူဒူကြကြကျွန်တော်မလှုပ်နိုင်ဘူးမနော်ဆိုတော့ကျွန်တော်ကတော့ team play ကတော်တော်ကြီးကိုအားနည်းလွန်းတယ်လို့ကျွန်တော်ထင်တယ်အဲနီးပြနေတဲ့တစ်ခုခုတော့သူကြံမရမှာပါတစ်ခုရှိတာကတော့ဗျာ Martinez အတွက်ပေါ့နော် လို့ပြောမလဲ National Hero တွေပါလေကိုဒါလည်းပြစ်ပယ်လို့မရဘူးเนาะပြစ်ပယ်လို့မရဘူးပြည့်ရှိရှိနီးပြရရလည်းပြစ်ပယ်လို့ခံရတယ်ပြောပြီးသွားပြီဟိုเนาะအခုဒီမှာလည်းကစားမကောင်းတွေရှိရနေအထိုင်မချနိုင်ဘူးအခါကြလို့ရှင်ကောင်းနေဆိုတဲ့ကစားမတွေဆွတ်တုံလို့เนาะအမင်းတင့်တော်ညီမတင့်တော်လားဟုတ်တယ်မလားเนาะဟိုတကယ်အတင်းတွေအဆင်ပြေမဲ့ကစားမတွေပါလေပဲကျွန်တော်သုံးရမှာကလပ် level မှာမင်းကလည်းအချီနီကောင်းနေတယ်ဆိုပေမဲ့လို့နိုင်ငံမှာပုံဖော်ခြင်းနဲ့ပုံစံတိုင်းအဆင်မပြေဘူးဆိုလို့ရှင်ရွေးချယ်လာစရာအကြောင်းမရှိဘူးညာဒီလိုအဲ့လိုမျိုးကျွန်တော်ဖြစ်နေရမှာ တပိန်နိုးပါလို့ဆိုလို့ချင်းကျွန်တော်ကြည့်ပါတာတချို့ရွေးချယ်မှုတွေကဝေဖန်ခံရတာပဲဒါပေမဲ့တော့အသင်းလိုက်ကြတော့သူ့ဟာနေသူကောင်းနေတာပဲနယ်သာလန်နိုးပါလို့ကျွန်တော်ကြည့်ပါတာတချို့အသင်းတွေမှာကစားနေရတာမင်းရွေးချယ်ချင်မှရွေးချယ်ခံရတာဒါပေမဲ့လို့ကိုမန်းနိုးပါလို့သူ့ဟာနေသူကျွန်တော်ဟုတ်နေတာပဲဆိုတော့တခါကြရလို့ရှိရင်လည်းကလပ် level မှာအချင်းကြီးကောင်းတဲ့အောင်လေးဖြစ်နေုံနဲ့ရွေးလို့မဖြစ်ဘူးဒီလားဆိုတော့ကိုကဘလို့အထိုင်ချချင်တာလေဆိုတော့ပုံစံမျိုးနဲ့ကျွန်တော်သွားရမှာဆိုတော့မာဒီနက်စ်အတွက်တော့ဗောနော်ဒီဘယ်လိုပြောမလဲဟိုတော်တော်ကိုတိုင်ပတ်ခဲ့တာဗောနော်တော်တော်ကိုတိုင်ပတ်ခဲ့တယ်ဒီပွဲကဟိုဘယ်လိုပြောမလဲတော်တော်ဒီ ဒိမ့်မဲ့နီးပြရဲ့ထင်တယ်လို့လှုပ်ချင်းကိုခံခဲ့ရတယ်လို့ကျွန်တော်ပြောရမှာပဲတင်ပလီယာတော်တော်ကိုအားနေတဲ့ပေါ်တူဂီပါဒုတိယပိုင်းမှာတော့သူတို့ဒီလိုမျိုးသူတို့တွက်ကတော့ဗျာနော်ခြေစွမ်းမကောင်းတောင်မှရလက်ကလေးပူကောင်းရင်သာဒုတိယပိုင်းဒုတိယကြော်တွေပါကျွန်တော်ဆင်တက်နိုင်မှာပေါ့တရားတာတစ်ခုကတော့ကျွန်တော်တို့နေတော်တော်ကိုလိုအပ်ချက်ကြီးတာပေါ်တူဂီဘာတွေမှားနေတယ်လေနော်နော်ညီကလေးရောဘလူမင်းညလဲစွန့်နေကြပါဦးချီချူပါပြီညီကလေးများလုံးကိုချီတီများကြီးတင်ပါတယ်